ေဘတာဆူရီစမောဘာတိကူထရာမင်္ဂလာပါဒီနေ့မေလ3ရက်ဖရက်အဖန်ရဲ့နေ့စစ်တင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ MOD ကြောင့်ရှစ်ဆက်လောက်ရမယ့်လုပ်ငန်းနောက်နေကြန့်ကြာနေရတယ်လို့ကြောက်စဲခရဲ့တည်ရင်အမတ်နေ့ရဲ့စခန်းမှုဆိုတဲ့တင်ချင်းမိုက်မှာနာဂစ်16နှစ်ပြည့်အောက်မေဖွဲအခမ်းအနားပြုလုပ်ရတဲ့တင်ဘောလခဲတိုက်ပွဲမှာဂရီနီပြည်ဝမ်ဘလေးစစ်တောင်းတည်ရင်တွေကရဲဘော်တူကြောက်ဆောင်တဲ့တင်တွေအပါအဝင်ဖရက်အဖန်ရဲ့နေ့စစ်တင်းတွေကိုကြာရမှာပါ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လက်အောက်ဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD အောက်ကကြောက်စဲခရိုင်တည်ရင် အမတ်နဲ့တည်ရင်မူကိုစစ်နိုင်ကိုတိကျခိုင်လုံတဲ့အကြောင်းအရင်းမရှိဘဲဖန်စီထိမ့်သိမ်းထားတဲ့လုပ်ရက်ဟာအာနာရှင်ဆန်ပြီးရှစ်ဆက်လှုပ်ဆောင်ရမယ့်လုပ်ငန်းတချို့မှာနောက်နေကြန့်ကြာနေရတယ်လို့ကြောက်စဲခရိုင်တည်ရင်အမတ်နဲ့စခန်းမူရင်ငိမ့်မူကဖရက် FM ကိုပြောပါရယ်ကိုစစ်နိုင်ကို MOD မှတည်ရင်တပ်ဖွဲ့ပြိုကွဲအောင်လုပ်မှုနဲ့ အမိတ်မနာခံမှုစတဲ့အချက်နှစ်ချက်နဲ့တရားစွဲဆိုပြီးဖန်စီထိမ့်သိမ်းထားတယ်လို့စကမ်းမှုရဲ့ပြောဆိုချက်အရသိရပါတယ်။ကျောက်ဆယ်ခရိုင်တည်ရင်အမန်နေဟာပြီးခဲ့တဲ့ဧပြီလ23ရက်နေ့မှာအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့လက်အောက်ကနေတည်ရင်ရှိရဲဘော်တွေအားလုံးရဲ့သဘောတူညီမှုနဲ့နှုတ်ထွက်စာတင်ခဲ့တယ်လို့လည်းသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘလတ်ကတော့ စစ်ဥပဒေစစ်စည်းကမ်းတွေကိုချိုးဖောက်လို့ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်တယ်လို့လက်တလောပြောလို့ရတဲ့အကြောင်းစစ်ဆေးမှုတွေကိုစတင်ဆောင်ရွက်နေတဲ့စစ်ဆေးပေါ်ပေါမှုတွေအပေါ်မူတည်ပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါရယ်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာမြန်မာနိုင်ငံမှာတိုက်ခိုက်ခဲ့တဲ့နာဂိမုံတိုင်း18နှစ်ပြည့်အောက်မေဖွဲ့အခမ်းအနားနဲ့လက်ရှိကြုံတွေ့နေရတဲ့ငလင်ဘေးအတွက်အလူငွေကောက်ခံတာကိုပြီးခဲ့တဲ့မေလ3ရက်နေ့ကချင်းမိုင်ရောက်မြန်မာပြည်စုပေါင်းပြုလုပ်ခဲ့ကြပါတယ် 2008ခုနှစ်မေလ၂ရက်ကတိုက်ခတ်ခဲ့တဲ့နာဂိမုံတိုင်ဟာမနစ်မေလ၂ရက်နေ့မှာတော့18နှစ်ပြည့်ခဲ့ပြီဖြစ်ပြီးမြန်မာနိုင်ငံတမိုင်းမှာလူသေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပါတယ်။စစ်ကောက်စီအစိုးရအနေနဲ့ကကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးတွေထိထိရရမလုပ်ပေးတဲ့အတွက်ဖြစ်တဲ့အခါမှာကိုထူကိုထပဲလောက်ရပြီးပွဲကားရရှိတဲ့အလူငွေတွေကိုလည်းငလင်ဘေးတစ်ဒေသတွေအတွက်ကူညီပေးဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်မှာအာနာသိစစ်ကောက်စီကတော့နာဂစ်ကာလာတုံးကလိုကူညီကေဆေးရဲ့အပိုင်းကိုထိထိရရမလုဆောင်နိုင်သလိုပဲအခုကာလမှာလည်းနိုင်ငံသဘုံလေးချောင်းတိုက်ခိုက်မှုတွေသာဆက်တိုက်လုဆောင်နေပါတယ်ကရီနီပြည်ဘောလခဲမြို့မှာတိုက်ပွဲပြင်းထန်နေပြီးတိုက်ပွဲဝင်နေတဲ့ကရီနီပြည်ဝန်ပလီစစ်တောင်းတင်ရင်နေကရဲဘော်သူဦးကြဆောင်သွားခဲ့တယ်လို့တင်ရင်မူမောက်စောက Federal FN ကိုပြောပါရယ်။မေလတင်ရင်နေ့ညနေ3:00အချိန်မှာဘောလခဲတိုက်ပွဲ၈တန်းစီမြင်ပြင်မှာ စစ်ကောင်စီနဲ့တော်လန်တိုက်ခိုက်ရင်စစ်ကောင်စီထောင်ထားတဲ့မိုင်းနေမိပြီးကြာဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်ဟာအသက်23နှစ်ဝန်းကျင်ရဲဘော်ဂိုရီဖြစ်ပြီးဂရီနီပြည်ဝန်ပလီစစ်ကြောင်းတင်ရင်နဲ့မှတာဝန်ထမ်းဆောင်တာတစ်နှစ်ကျော်ရှိပြီလို့သိရပါတယ်။ မိုင်းပောက်ကွဲမှုကြောင့်ရဲဘော်ဂူရီကြဆုံသွားတဲ့အပြင် အခြားရဲဘော်နှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဦးမှာအပြင်အထံဒဏ်ရာရရှိခဲ့သလိုကျန်တဦးမှာမဆိုးရိပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒုက္ခဆိုပါတယ်။ပေါ်လခဲမှာစစ်ကောင်စီတပ်နဲ့တော်လရေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခတ်မှုအပြင်အထံဖြစ်လုပ်နေတယ်လို့လည်းသိရပါတယ်။ ရနေပြည်ဒီမော့ဆူမြို့နယ်အနောက်ချမ်းတနေရာမှာနေရီကူကြောင်ရဲ့နွေရသည်တင်းနန်းစင်ပွဲအခမ်းအနားကိုမနေ့မေလ၂ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။အခုလိုတင်းနန်းတွေကြောင်တိုင်းမှာပြုလုပ်နေပြီးနွေရသည်မှာဆစ်လျှောက်ကလေးတွေအနေနဲ့အချိန်တွေအလဟတမဖြစ်စေချင်တာကြောင့်လို့တင်းနန်းဖြစ်မြောက်ရေးကူညီဆောင်ရွက်ပေးနေတဲ့ကရားစပေနှင့်ရည်ကြည်မှုကော်မတီဥက္ကဋ္ဌခူဖဲညူရဲကဖက်တဲ့ FM ကိုပြောပါတယ်။နေရီကူကြောင် ွေရာဒီတည်နှန်းကိုတလကြတင်ကြားပို့ချပေးတာဖြစ်ပြီးចောင်းသူចောင်းသားစုစုပေါင်း80ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။နေရီကူးចောင်းကို2024ခုနှစ်မေလမှာအလေတန်းအစင်းနဲ့စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခု2025ခုနှစ်အတွင်းမှာအထက်တန်းအစင်းအထိဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ဒီနေ့မေလ3ရက်ဖရက် FN ရဲ့နေ့စတင်တွေကိုကြားခဲ့ရတာပါကျမအေနီပါရှင်